်ဟာ1948ခုနှစ်မှာဗြိတိရှ်ကိုလိုနီဘဝမှလွတ်လပ်ရေးရခဲ့ပြီးပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။1948-1962ခုနှစ်တွေဟာမြန်မာနိုင်ငံမှာပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပေမဲ့အဲ့ဒီကာလမှာကလေးကနိုင်ငံရေးအရေးစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေခဲ့ရပါတယ်။1948ခုနှစ် ဇန်နဝါရီလ28ရက်နေ့မှာချုပ်ဆိုခဲ့တဲ့အောင်ဆန်းအက်တလီစာချုပ်ဟာတနေ့အတွင်းလွတ်လပ်ရေးအရယူရေးမှာအဓိကကြားတဲ့စာချုပ်ဖြစ်ပါတယ်။အောင်ဆန်းအက်တလီစာချုပ်အပိုင်ရှစ်မှာချင်း၊ကချင်း၊ရှမ်းစတဲ့တိုင်းရင်းသားတောင်တန်းဒေသတွေဟာအမပြီမနဲ့လွတ်လပ်ရေးအတူရယူလိုခြင်းရှိမရှိနဲ့အမပြီမနဲ့ပူးပေါင်းမဲ့ပုံစံကိုသဘောထားစစ်တမ်းကောက်ယူဖို့ဖော်ပြထားပါတယ်။1948ခုနှစ် ဖေဖော်ဝါရီလ12ရက်မှာချင်း၊ကချင်း၊ရှမ်းစတဲ့တောင်တန်းဒေသကခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ဟာရှမ်းပြည်နယ်ပင်လုံမြို့မှာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပင်လုံစာချုပ်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက်အရေးပါတဲ့သမိုင်းဝင်စာချုပ်တစ်ခုဖြစ်ပါတယ်။တောင်တန်းဒေသတိုင်းရင်းသားတွေကိုဒန်းတူအခွင့်အရေးပေးမဲ့ဖက်ဒရယ်မူအခြေခံမူတွေကို ဗိုလ်ချုပ်အောင်ဆန်းကလမ်းညွန်ချမှတ်ပေးခဲ့ပါတယ်1948ခုနှစ်ဧပြီလမှာထုတ်ပြန်ခဲ့တဲ့တောင်တန်းဒေသတိုင်းရင်းသားတွေရဲ့သဘောထားစစ်တမ်းမှာလဲဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အတိအကျဖော်ပြထားပါတယ်လွတ်လပ်ရေးရခြင်းဝင်ကြီးချုပ်ဖြစ်လာတဲ့ဦးနုဟာလဲတောင်တန်းဒေသတိုင်းရင်းသားများသဘောထားစစ်တမ်းကောက်ယူရေးအဖွဲ့မှအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရပြီးနောက်မှာတော့ဦးနုနဲ့ အခြေခံဥပဒေအကြံပေးဥချံထွန်းတို့ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်မှုတွေပေလုံစာချုပ်ဂတိကဝတ်တွေနဲ့တောင်တန်းဒေသကတိုင်းရင်းသားများသဘောထားစစ်တမ်းအစီရင်ခံစာပါအချက်တွေနဲ့ကွဲလွဲတဲ့အခြေခံဥပဒေတရက်ကို1948ခုနှစ်စက်တင်ဘာလမှာအတည်ပြုခဲ့ပါတယ်1949အခြေခံဥပဒေဟာဒီမိုကရေစီအုပ်ချုပ်ရေးကိုဖော်ဆောင်နိုင်ပေမဲ့ဖက်ဒရယ်မူရီနဲ့လွဲချော်နေပြီးဗမာတွေလွှမ်းမိုးတဲ့ အဟိုအစိုးရစနစ်ကိုပုံဖော်ထားတယ်လို့နိုင်ငံရေးအကဲခတ်တွေကထောက်ပြထားကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီခေတ်မှာဖက်ဒရယ်စနစ်ကိုမကျင်သုံးနိုင်ခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်လို့ Politics for Women မြန်မာအဖွဲ့တည်ထောင်သူလီလီယန်က အခုလိုထောက်ပြပြောဆိုထားပါတယ်။ဒီဆက်ရှိမှာလွတ်လပ်ရေးရတယ်ဒါပေမဲ့လွတ်လပ်ရေးရတဲ့အချိန်မှာဒီပမာပြည်မဘက်ချမ်းလေးအထက်ကတာဝန်ယူထားတဲ့ပုเจ้าအောင်ဆန်းကလုံခြံခံရရတ ဆိုတော့ပမာပြည်မအင်အားစုချင်းချင်းရဲ့လောက်ချမှုခံလာရတယ်ပေါ့နော်ဆိုတော့လောက်ချမှုခံလာရတဲ့အချိန်မှာနိုင်ငံကြီးကအရန်ကြရရိုက်သွားတယ်ဆိုတော့ကြရရိုက်သွားတော့ဘလို့ဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ရေးယူတဲ့အချိန်မှာပမာပြည်မကိုအခြေပြုပြီးတော့ကျန်တဲ့တိုင်းရင်းသားတွေကပူပေါင်းပြီးတော့ယူကြတာပူပေါင်းပြီးတော့ယူတယ်ဒါပေမဲ့ခဏအမခန့်ချန်50နဲ့ယူတာပေါ့နော်ဒန်းလူရေတူခွင့်ရရပိုင်ခွင့်ဒန်းလူရေတူရှိရမယ်ဆိုတဲ့ပုံမှာယုံကြည်ပြီးတော့အဲလက်မှတ်ထိုးကြပြင်လုံစာချုပ်ထိုးကြပြီးတဲ့အချိန်မှာ နိုင်ငံကိုတိဆောက်လိုက်ပေမဲ့နိုင်ငံကအစကတည်းကဒါကျွန်တော်လောက်ကြံမှုတွေနိုင်ငံချင်းချင်းကြားထဲမှာအင်အားချင်းချင်းကြားထဲမှာတပ်ဖြတ်မှုတွေကဖြစ်လာဖြစ်လာတော့အဲ့မှာဘာအောင်မြင်လိုက်ရလဲဆိုတော့ကျွန်တော်တို့တွေဂရိကဖို့ထားထားတဲ့ပြည်တော်ဖက်ဒရယ်ပြည်တော်စုစနစ်ပေါ့ဖက်ဒရယ်ပြည်တော်စုစနစ်ဘယ်နဲ့သွားမယ်လို့စဉ်းစားတဲ့အချိန်မှာဥလူအပါဝင်ပေါ့နော်ဆိုတော့ဗမာကောင်းကောင်တော်များက ီလိုကာလမျိုးမှာ Federal Democracy ပေါ့နော် Federal စနစ်နဲ့အလုပ်ဖြစ်လောက်မယ်မဟုတ်ဘူးဆိုတော့စဉ်းစားချက်ပေါ်လာ။အဲ့မှာကျွန်တော်ပါမြင်လိုက်ရလဲဆိုတော့ကောင်းသောစိတ်ဆန္ဒပဲဖြစ်မကောင်းသောစိတ်ဆန္ဒတွေပဲဖြစ်ပြည်တော်စုစနစ်ကနေတပြည်တော်စနစ်ကိုအရင်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြတဲ့အာဒီနိုင်ငံကြီးခေါင်းဆောင်တွေရှိတယ်ပေါ့။ဆိုတော့နိုင်ငံကြီးခေါင်းဆောင်တွေကတို့ကစနစ်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ဆိုဆိုခေါင်းဆောင်တွေရဲ့အကြံဉာဏ်တွေထောက်ခံမှုတွေနောက်ပြီးတော့ဒီသဘောတူညီချက်တွေမယူဘဲနဲ့ ကျွန်တော်တို့ဒီ Federal စနစ်ကနေလက်မှတ်တော်ပြည်လုံးစာချုပ်မှာသဘောတူထားတဲ့ Federal စနစ်ကနေအလိုလျောက်တပြည်တော်စနစ်ကိုသူ့လိုလိုလိုပြောင်းလိုက်တာ။အဲကနေကျွန်တော်တို့ဒီလွတ်လပ်ရေးရပြန်နောက်မှာဒီ Federal Democracy အကောင့်ထဲမှာပေါ်ဖြစ်လိုက်ပဲနဲ့မေးမေးပြောင်းဖြစ်သွားတဲ့အခင်းကျင်းတစ်ခုလျှောက်သွားတယ်လို့မြင်ပါတယ်။ဘ ෝජ ုအောင်ဆန်းဥဆောင်တဲ့ဖဆပါလာဟာတိုင်းရင်းသားတွေနဲ့ညှိနှိုင်းဆွေးနွေးကပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်ပင်လုံစာချုပ်အရာ ပူပေါင်းပြီးအသည့်ဖွဲ့စည်းထူထောင်မဲ့ပြည်တော်စုဟာတောင်တန်းဒေသတိုင်းရင်းသားပြည်နယ်တွေမှာကိုပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကိုအပြည့်အဝရရှိစေဖို့သဘောတူခဲ့ကြပါတယ်။တောင်တန်းဒေသတိုင်းရင်းသားများသဘောထားစစ်တမ်းမှလည်းအတိအလင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ပင်လုံစာချုပ်ဟာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအရယူနိုင်ယုံသားမကဗမာနဲ့တောင်တန်းဒေသတိုင်းရင်းသားတွေဒန်းတူရီတူဖြစ်မဲ့ ဖက်ဒရယ်စနစ်ရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းအလွန်ဝင်ကြီးချုပ်ဦးနုရဲ့ပါလီမန်ဒီမိုကရေစီခေတ်မှာဗမာလူမျိုးကြီးဝါဒပေါ်လာရပုံကိုနိုင်ငံရေးအကဲခတ်ဦးစောတူးဆိုင်က အခုလိုသုံးသပ်ပြထားပါတယ်။ကျွန်တော်တို့အခုအများအားပဲပြောပြနေရပါဗမာလူမျိုးကြီးဝါဒရှိလားမရှိလားဆိုတော့ပေါ့ဗျာ။ဆိုနာဒီဗိုလ်ချုပ်အောင်ဆန်းဆုံးသွားပြီးဒီပါလီမန်ဒီမိုကရေစီစနစ်ရောက်တဲ့ချိန်မှာဦးနှူးတို့ကလည်းဆို policy အမှားတွေဖြစ်ခဲ့တာ哦 ဘောလို့ဆိုဥမာဒီဗုဒ္ဓဘာသာကိုဟိုနိုင်ငံတော်ဘာသာဖြစ်လောက်ကလောက်ကြတဲ့ဟာမျိုးတွေပြောကြတိုင်းသားတွေတိုင်းသားကောင်းဆောင်တွေပေါ့ဗျာဒီကိုဒီနေရာမပေးခဲ့တာတွေပေါ့ဗျာဆိုအရယ်ပြောကြဟိုလူများတဲ့အဲလူမျိုးပေါ့ဟိုဗမာတွေအရပဲကြီးဆိုးတယ်ပေါ့နိုင်ငံရေးမှာဆိုတော့အဲအဲ့ဒါကြောင့်ကျွန်တော်နေနေရတော့မအောင်မြင်ခဲ့တာလို့ပေါ့ဗျာအာနာချိန်ဝင်ရှာတွေကမမညီကန်နိုင်တာပေါ့လေ တကယ်တမ်းကျတော့ကျွန်တော်တို့ကလွတ်လပ်ရပြီးတာလဲပေါင်းပြီးယူကြတာဟိုဗမာဒီဒီပြည်မကြီးတွေယူလာမှမဟုတ်တာဟိုတိုင်းသားတောင်တန်းဒေသတွေပါပါတာဟိုပါရဆိုတောင်တန်းဒေသတွေရဲ့ဟိုနိုင်ငံရေးနိုင်ငံရေးဥဆောင်တဲ့သူတွေလဲပါရမယ်လေနော်တကယ်တမ်းဘ ਹੁ အစိုးရမှလာပြီးတော့ဟိုအစိုးရဖွဲ့တဲ့အချိန်မှလေနော်ဆိုရင်ဒါအဲ့အဲ့ဒီဟာမျိုးတွေကြောင့်ကျွန်တော်ထင်စစ်မှန်စစ်မှန်တဲ့ဒီဖက်ဒရယ်ဒီမိုကရေစီမကျင့်သုံးပြခဲ့တာလို့ပဲကျွန်တော်ကတော့ဟိုဟိုပြောချင်တယ်ပေါ့ဗျဟုတ် 1948ခုနှစ်အခြေခံဥပဒေမှာပါတဲ့ Federal ဆိုတာဟာလေနာမည်အပြင်သာ Federal ဖြစ်ပြီးတော့တကယ်လက်တွေမှာတော့တပြည်တော်စနစ်ပဲဖြစ်ခဲ့ပါတယ်။စစချင်းတက်လာတဲ့ဥနုအစိုးရကဗမာအခြေပြုတဲ့စနစ်ကိုကျင့်သုံးလိုက်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါတွေဟာဗိုလ်ချုပ်အောင်ဆန်းလောက်ကျန်ခံရပြီးမှ ဖြစ်လာတာတွေပါ။ဒါတွေနဲ့ပတ်သက်လို့ မူအန်ဂျလာကအခုလိုထောက်ပြထားပါတယ်။အဓိကတော့ကျွန်တော်တို့လူလိုက်ရေရပြီးနောက်ပိုင်းမှာဒီတိုင်းဒေသခေါင်းဆောင်တွေနဲ့ပေါ့နော်ဒီအဓိကယုံကြည်မှုတိစောက်ပြီးတော့မညစ်နိုင်ဆွေးနွေးခဲ့တဲ့ခေါင်းဆောင်ကြီးပေါ့နော်ဘူချောင်ဆန်နဲ့တခြားခေါင်းဆောင်တွေလည်းတက်ခံရကြတဲ့ကျွန်တော်တို့အမှကလေးကအာဒီကဂျီမာရီ issue တခုဖြစ်သွားတယ်ပြီးတော့ဖွဲ့စည်းပုံခြေကဥပဒေလည်းစိတ်ကြိုက်ရေးဆွဲတယ်လုံလောက်တဲ့တွေ့ဆုံညစ်နိုင်မှုဆွေးနွေးတိုက်ပွဲမှုကို ဟိုဥမတိပဲနဲ့ပေါ့နော်စိတ်ကြရေးဆွဲတဲ့အတွက်ကြောင့်မလို့လဲချာဒီဒီဒီရဲ့အခင်းကျေးကယုံကြည်မှုလည်းအများကြီးရော့နယ်သွားစေတယ်အာပြီးတော့မှဒီအာဒီလူမျိုးကြီးတစ်ခုပေါ့နော်လူမျိုးကြီးကနေပြီးတော့လူမျိုးကြီးတစ်ခုကနေပြီးတော့မှဥဆောင်ပြီးတော့မှသွားတဲ့နိုင်ငံအခင်းကျေးမှာလည်းတခြားတိုင်းသားတွေရဲ့ပါဝင်မှုနဲ့အာတွေ့ဆုံဆွေးနွေးမှုကလည်းလုံလောက်မဖြစ်လာခဲ့ဘောနော်ဆိုတော့အဲ့ဒီနောက်ဆက်တွဲအနေနဲ့ကအာယုံကြည်မှုတွေရော့ပြီးတော့မှဒီသွားသွားတဲ့လမ်းကြောင်းလမ်းစစ်တွေလည်းမတူတဲ့နောက်ပိုင်းမှာကျွန်တော်တို့ အာဒီဒီဖရဒီဘုဂရီစနစ်ကိုဆက်ပြီးတိဆောက်သွားနိုင်ဖို့အတွက်ကအကန့်တဟန့်သားပြန်ဖြစ်သွားတယ်လို့ပဲကျွန်မအနေနဲ့ပေါ့နော်လိလာမီတလောက်တို့လိုပဲနားလည်ထားပါတယ်ပေါ့1948အခြေခံဥပဒေအခန်း30မှာလွတ်လပ်ရေးရပြီး10နှစ်အကြာမှာ တိုင်းရင်းသားပြည်နယ်တွေခွဲထွက်လို့ကခွဲထွက်ခွင့်ရှိကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့တိုင်းရင်းသားတွေက တိုင်းပြည်ကခွဲထွက်မဲ့အစား Federal စနစ်အစစ်ဖြစ်အောင် 1949အခြေခံဥပဒေကိုပြင်ဆင်ဖို့စ조사ကြပါတယ်1962ခုနှစ်အာဏာသိမ်းမှုဟာပါလီမန်ဒီမိုကရေစီစနစ်ကိုအဆုံးသတ်စေခဲ့သလိုတိုင်းရင်းသားတွေရဲ့ငြိမ်းချမ်းတဲ့နီးနဲ့ဖက်ဒရယ်တောင်းဆိုလှုပ်ရှားမှုတွေကိုလည်းအဆုံးသတ်စေခဲ့ပါတယ်တိုင်းရင်းသားတွေဟာအသီးသီးလက်နက်ကင်တော်လန်ရေးနဲ့ဖက်ဒရယ်စနစ်တောင်းဆိုဖို့ဖြစ်လာရပါတယ်နှစ်ပေါင်းများစွာမေးပြောက်ခံဖြစ်နေတဲ့ Federal ဆိုတာကိုလက်ရှိຫນွေဦးတော်လန်ရေးကာလမှာ ပြန်လည်ပြောဆိုလာပြီးဗမာအပါအဝင်နိုင်ငံရေးအင်အားစုအလုံးကဆရာနာရှင်စနစ်ကိုဖယ်ရှားပြီး Federal Democracy စနစ်ကိုတည်ထောင်မှုအတွက် အခိုင်အမာပြောလာကြပါတယ်။လက်ရှိຫນွေဦးတော်လန်ရေးကာလရဲ့ Federal Democracy တည်ဆောက်ဖို့ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့လည်းအခုလိုမျိုးသုံးသပ်ထားကြပါတယ်။ တိုင်းမှာတော့ဒီချိန်မှာတော့ Federal Democracy စနစ်သွားမယ်ဆိုတော့ Federal Federal တော့အများကြီးတော့ပြောလာတော့ပေါ့နော်အာဒီအာနာသိမ်းပြီးနောက်ပိုင်းမှာတော့ပိုပြီးတွေ့ကြပြောလာတယ်ပေါ့နော်အာတွေ့ကြပြောလာတယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့ကကျွန်တော်တို့လိုလာတဲ့ Federal ကတော့ဘုဒ္ဓဝါ Federalism ပေါ့နော်အာအောက်ခြေကနေလာတဲ့ဒီနယ်အာကောင်ရေးကနေပြည်တော်စုအာကောင်ရေးတို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြည်နယ်တွေမှာရှိတဲ့ဒီအာပြည်နယ်တွေမှာတိချာအာကောင်ဖွင့်လို့တဲ့ ခိုင်မာပုလို့တယ်ဒါမှကျွန်တော်တို့ပြည်တော်စုဟိုစုဖွဲ့တဲ့နေရာမှာတိစောက်တဲ့နေရာမှာခိုင်မာမှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူလာတာကတော့ဘောရဖက်ဒရယ်စ်ဖြစ်တယ်ပြည်နယ်အာကောင်ကြီးမှပြည်တော်စုအာကောင်ကြီးကိုလည်းကျွန်တော်တို့တွားမှာဖြစ်တယ်ဆိုတော့ဖက်ဒရယ်ချင်းတူပြီးမဲ့လည်းအနှစ်သာရတော့ကွာမှာပေါ့နော်တချို့ကတော့ဖက်ဒရယ်ဆိုပြီးမဲ့လည်း centralization ပေါ့နော်ဟိုအကောင့်နဲ့ federal စနစ်ကိုသွားလိုတဲ့သူလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီနေသားမှာဒီကိုယ့်ရဲ့ပြည်နယ်နိုင်ငံရေးရဲ့အရင်းနှစ်ကိုကြည့်မယ်ဆိုရင်ကျမတို့ရဲ့ပြည်နယ်အာကောင်ရေးကိုကဏ္ဍီပရောမအောက်ခြေအာကောင်ရေးနဲ့ပြည်တော်ဆိုအာကောင်ရေးကိုမဖော်ဆောင်နိုင်ခဲ့လို့ပဲအဲကျမတို့နိုင်ငံရေးရာပြည်ထနာတွေအများကြီးရင်ဆိုင်ကြုံတွေ့ခဲ့ပြီးဖြစ်တယ်အတွေ့အကြုံလည်းလုံလောက်နေပြီပေါ့နော်အဲအတွက်ကြောင့်မလို့အာကျမတို့ဒီထက်ယုံကြည်မှုပေါ့နော် commitment mandate ပေါ့နော်အာဒီရက်တီချက်ယုံကြည်မှုနဲ့အာဒီဒီအရင်ခံပေါ့နော်ဖြစ်စိတ်ဆက်စိတ်ဆန္ဒအရင်ခံအမှန်ကန်ဖြစ်ဖို့လိုတယ်ဒါမှပဲဒီလိုလားတဲ့ပြည်တွင်းမှုပစ္စည်းစနစ်ကိုကျွန်တော်တို့ပူပူပူပေါင်းပြီးတော့မှပေါ်ဆောင်သွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါအခုကမြန်မာပြည်မှာလွတ်လပ်ရပြီခင်ဗျာဟိုကျွန်တော်တို့ဒီ Federal Democracy အုံမြင့်တွေကိုတိဆောက်ခွင့်မရခဲ့ကြဘူးအခုကကဒီ2021ဒီစစ်အာဏာရှင်သိမ်းပြီခင်ဗျာ ဟိုကိုကိုဒေတာတွေကိုမှတက်တေထောင်ပြီးတော့ကိုနေရာတွေကိုပြန်ရအောင်ဟိုအုတ်မြစ်တွေချတယ်လို့ပဲကျွန်တော်ခံစားရတယ်ပေါ့ဗျာအရင်တော့ဒီဒီဟိုအိမ်ဆောက်တဲ့ဥပမာနဲ့ဒီဒီကျွန်တော်တို့မြန်မာပြည်ရဲ့အဲနိုင်ငံရေးဖြစ်စဉ်ကိုဟိုဘယ်လိုပြောလဲဥပမာပေးရမယ်ဆိုရင်အာအရင်တော့ကဒီဦးနုလို့ခက်ခနေကဗြိတိရှလက်လက်အောက်နေကခုနဟိုလွတ်မြောက်လာပြီးခနေကဟိုခုနအိမ်တိအိမ်နဲ့အိမ်တိဆောက်တဲ့ပုံစံမျိုးနဲ့ နိုင်စင်မဆိုကျွန်တော်တို့ကအရင်တော့ဟိုမှာဘော်ဒတ်တို့ဖျားကန်းတို့တိဆောက်မှုပဲစ조사ကြတာအဲ့မှာနေပြည်တော်တို့ရန်ကုန်တို့ဘက်ကနေကြီးဆိုတဲ့လူတွေကလေဆိုတော့အခုဟာကြတော့ကျွန်တော်တို့ကမဟုတ်ကိုအောက်ကနေပေါ့ဒီခုနအိမ်ဒိန်နဲ့ဆိုရင်အောက်ခြေကနေပြီးတော့တိဆောက်ကြပေါ့ဗျာအုံမြစ်တွေခြားကြမယ်အဲသိရမလားဟိုပနက်တွေရိုက်ကြမယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့ကဟိုမက်ဆီပေါ့ဘယ်လိုပြောနိုင်ငံကြီးကဟိုဟိုအချိန်တော့ပေးရအောင်ပဲပြီးတော့ကြအရင်မြစ်တွေပေးရမယ် အဲပြီးတော့ကြစူးစမ်းမှုတွေလည်းဆက်တော့လိုသေးရပါဗျာအဲ့ဒီချက်ပြန်ပြောရရင်ဖက်ဒရယ်စနစ်ဆိုတာကျွန်တော်တို့တွေတခါမှမတွေ့ဘူးတဲ့စနစ်အစ်စ်တစ်ခုလိုမျိုးမိတ်ဆက်တာမဟုတ်ဆိုတော့ကျွန်တော်တို့ဒီ48နိုင်ငံတိဆောက်ကလေးကဖက်ဒရယ်စနစ်နဲ့အခြေတည်ရောတိဆောက်ပြီးသားဖြစ်တယ်အမီလီယိုခန်ဖြစ်ခဲ့တဲ့စနစ်အချိန်တည်းမှာကျွန်တော်တို့တွေဘာကိုတန်းတားနေရလဲဆိုတော့ပြန်တန်းတားနေရတာပေါ့နော်ဆော့ဖက်ဒရယ်စနစ်ကိုပြန်တန်းတားနေရတာ အချိန်တည်းမှာကျွန်တော်တို့တွေတပီတော်စနစ်ကိုပြန်ပြီးတော့အသက်မသွင်းနိုင်ဘူးအသက်မသွင်းသွားဖို့တော့လိုတယ်တပီတော်စနစ်ကကျွန်တော်နိုင်ငံအတွက်အလုံးမဖြစ်တော့ဘူးပြန်ပြီးတော့သွားလို့မရတော့ဘူးဆိုတာတက်တည်ပြပြီးသွားပြီပေါ့နော်ဒီတက်တည်ပြပြီးသွားတဲ့ဟာကိုပဲတပီတော်စနစ်ကိုပြန်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ်ဒါကြီးကအရန်ကိုမိုက်မဲတယ်အရန်ကိုမိုက်ယူရဲဆန်တော့ထင်တယ်ပေါ့နော်ဒါကဒါနောက်ဆုံးစစ်တပ်အနာသိမ်းခြင်းဖြစ်ဖို့အတွက်ကျွန်တော်တို့တွေကြိုးစားဖို့လိုတယ် နောက်ဆုံးစတက်အနာသိမ်းခြင်းဖြစ်ဖို့အတွက်ဆိုကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီကိုတကယ်တည်ဆောက်နိုင်ဖို့လိုတယ်။နိုင်ငံရေးနိုင်ငံရေးဆွေးနွေးမှုတွေနိုင်ငံရေးကိုတကယ်တည်နိုင်ဖို့လိုတယ်။အခုကနိုင်ငံရေးမိထားစရာစိတ်ကိုတကယ်သွားနိုင်ဖို့လိုတယ်။ပြည်သူနဲ့ပြည်သူချင်းချင်းကြားထဲမှာပြည်သူနဲ့အစိုးရချင်းကြားထဲမှာချင်းချင်းကြားထဲမှာခင်ညာတဲ့စိတ်တကယ်ရှိဖို့လိုတယ်ပေါ့။ဒါလေးကအနှိမ့်ချုပ်လေးလည်းပြန်ပြောချင်ပါတယ်လို့ယနေ့တိုင်းတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့ပင်လုံစာချုပ်ကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကိုပြန်လည်တည်ဆောက်ဖို့ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးပါလီမန်ဒီမိုကရေစီခေတ်မှာစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုမကျင့်သုံးဖြစ်ခဲ့ပါဘူး။အခုຫນွေဦးတော်လှန်ရေးမှာဆရာနာရှင်စနစ်အဆုံးတက်နိုင်ရေးအတွက်စန့်ကျင်တော်လှန်နေပြီးသမိုင်းဝင်အောင်ပွဲများကိုရရှိနေခြင်းဖြစ်တာကြောင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့တက်ညီလက်ညီကြိုးပမ်းနေမှုတွေဟာအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်တိဆောက်သွားနိုင်ဖို့အလားအလာကောင်းတွေလည်းဖြစ်ပါတယ်မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ